်မင်္ဂလာပါရှင်ဒီနေ့ပြန်မှာဘသူတွေပဲနေသားသမီးတွေအတာစားတယ်လဲအတာစားတယ်ဆိုတာစွေးရင်ကြကောင်းတာလားအတာစားတဲ့သူတွေဘလို့ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးရင်ဘေးရန်အန္တရာယ်တွေကင်းစင်ပြီးကောင်းကျိုးချမ်းသာတွေရရှိနိုင်တယ်လဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးပါမရှင်1389ခုနှစ်ခုနှစ်တွင်အတာစားခံရသော နေနံမှာပုဒ္ဒဟူးနေသားသမီးများယာဟုသားသမီးများဖြစ်ပါတယ်အတားဆိုတာကတော့နှစ်တနည်းရဲ့နောက်ဆုံးကာလ အကြပိုင်းကာလကိုဆူလိုပါတယ်။ဒါကြောင့်တကြံအတက်နေနဲ့မွေးနေ့တိုက်ဆိုင်သူများကိုအတာတင့်သူများဖြစ်တယ်လို့ဆိုကြပါတယ်။၎င်းကိုအတာစားတယ်လို့လည်းသတ်မှတ်ကြပါတယ်။ဒီနေ့မဟာပုတ်ခွင်ရဲ့အဆိုးဆုံးမရဏဌာနမှာဗုဒ္ဓဟူးကျိုထိုင်ထားတာကြောင့်တတိထားစီခြင်းနဲ့နေနံတွေကတော့ဗုဒ္ဓဟူးနဲ့ရာဟုပါ။သူတို့ဟာဒီနေ့မှာအတာလဲစားတယ်။အတာစားတာကတော့ကြောက်စရာတော့မဟုတ်ပါဘူး။ သူတို့မှာတကြံမင်းကိုကြိုးဖို့နဲ့ပြန်ဖို့တောင်းရင် ရှိတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်။အတာစားတဲ့သူများဟာအတာရက်မှာကောင်းမှု ကုသိုလ်များလုပ်တင်ပါတယ်။မလုံမိလျင်တစ်နှစ်လုံးအလုတ်အကိုင်းစီးပွားရေးကံညံ့တတ်ပြီးကုသိုလ်ရတရားလုပ်ရင်တစ်နှစ်လုံးသူများထပ်ပို့ပြီးကောင်းကျိုးရတတ်ပါတယ်လို့စာဆိုရှိပါတယ်ရှင်။ဒါကတော့ပေးတဲ့အယူအဆတကြံအယူအဆတစ်ခုပဲဖြစ်ပါတယ်။အတာစားသူများရှောင်ရယ် အတက်နေနေ့နှစ်ဆန်တရနေ့တို့တွင်နံပါတ်1ခြေလေးချောင်းသားစားခြင်းနှစ်မိထုံအမှုပြုခြင်းလိန်ဆက်ဆန်ခြင်း၃တူတပါအသက်တက်ဖြတ်ခြင်း၄အယက်မူရစ်စီဝါသုံးဆွဲခြင်း၅စိတ်ဆိုးခြင်းခိုက်ရန်ဖြစ်ခြင်းတို့ကို မပြုလုပ်ဘဲရှောင်ကျင်တင့်သည်ဟုလည်းရှေးဟောင်းစာပေများတွင်ဆိုထားပါသည်အတာစားသူပုတ္တဟူသာသမီများလောက်ရမည်ယတရာအစီရင်၁ 16လေးလ2025အတနည်းဗုဒ္ဓဟူးနေ့တွင်ခြေသေးလက်သေးညက်ပြီး ထိုးနေနနဲ့9နာရီ45တွင်တယောကင်မွန်းဖြင့်ကောင်းစီမင်္ဂလာကို ပြုလုပ်ရပါမည်ပြီးလျင်ကောင်းမွန်တန်ရှင်စွာဝတ်စားစီရင်လျက်အရှိသူမဟုတ်မြောက်ရက်သူမျက်နာမှုကဖရာတရားတန်ကဆရာသမားမိဘပိုးပွားတကြပြမစတုလောကပါဠတမာတီဝါ သဒ္ဒနာတော်ဆောင်နှက်ကောင်းနှမြတူအားရှိခိုးပူဇော်ကတော်ရပါမည်ပြီးရင်ငါးပါးသီလခံယူပါ မဟာသမယတုတ်ရွတ်ဖတ်ပေးပါမေတ္တာတုတ်ကိုရွတ်ဆိုပေးပါအလုံးကိုမေတ္တာပို့အမြတ်တမ်းပေးဝေပါနံပါတ်2နှစ်ဆက်တရနေ့တွင်မိဘဆွေမျိုးများကိုရေတန်းလှူပေးပါဥတ္တဟူတာဖုန်ကြီးတပားကိုလည်းလှူဒန်းပေးပါတက်ကြီးရွယ်အိုများကိုလှူဒန်းလဲရပါသည် ဖះကြောင်တန့်ရှည်လုပ်ပေးရပါမည်ဖះတဆူဆူတို့တော်ပြီးတပြက်စီလဲခြင်း ရေတက်ပယ်ခြင်းတို့ကို ပြုလုပ်ပေးရပါမည်ပြီးလျင်၅ပါးသီလခံယူပါ မဟာတမယတုတ်ယူပေးပါမေတ္တာတုတ်ကိုယွတ်ဆိုပေးပါအားလုံးမေတ္တာပို့အမြတမ်းပေးဝေးပါထို့ကဲ့သို့ကောင်းမှုကုသိုလ်ပြုလုပ်ပေးခြင်းဖြင့်ကောင်းမြတ်သောမင်္ဂလာနှင့်ပြည့်စုံပြီးကောင်းကျိုးများကိုရရှိစေတယ်လို့ရှိဟောင်းကျမ်းစာများတွင်အဆိုများရှိကြပါသည် ကျမတို့ရဲ့ channel ရဲ့မိဟောင်းမိသည်များပရိသတ်များအလုံးနှစ်ဟောင်းမှာအညစ်အကြေးများကိုစေကြောတန့်စင်ခြင်းအနေနဲ့တဦးနဲ့တဦးအတားရည်စင်ဖြန့်ပတ်ကြကစိတ်ချမ်းသာကိုကြမ်းမာစွာဖြင့်ကောင်းချီးမင်္ဂလာနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။